ဟုတ်ကဲ့အားလုံးမင်္ဂလာပါဗျာနော်အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒီနှစ်ပိတ်မှာနော်နှစ်ပိတ်23ကြီးနဲ့24ကြီးမှာနော်9ထိပ်9ထိပ်နော်9ထိပ်9ထိပ်ထောက်လာနော်အဲ့ဒီ9ထိပ်9ထိပ်ကအပေါင်းရင်း၄ဖြစ်တဲ့အတွက်တဲ့သူ့ရှေ့မှာရှေ့ပေါင်းလေးခံပြီးမှသူက9ထိပ်9ထိပ်ဖြစ်တာနော်အဲ့9ထိပ်9ထိပ်ဖြစ်တဲ့ဇောင်းမှာဇောင်းခုံလို့ထိုးထားတယ်နော်ဒါပထမကတ်ဒုတိယကတ်ကဒီမှာ3ကတ်ပဲရှိရနော်ဒါ3ကတ်ပဲရှိရ နှစ်ပိတ်23ချိန်နဲ့24ချိန်မှာ6ထိပ်စီ5ထိပ်စီနှလုံးဆင်တာเนาะ6ထိပ်5ထိပ်နှလုံးဆင်တာအဲ6ထိပ်5ထိပ်စီပေါင်းရင်း၄ဖြစ်တဲ့အတွက်သူ့ရှေ့မှာရှေ့ပေါင်းရင်း၄လို့ခံပြီးကြမှာသူက6ထိပ်5ထိပ်ဖြစ်တာเนาะအဲ့ဒီ6ထိပ်5ထိပ်ဖြစ်တဲ့ကောင်ရဲ့အပေါ်ကထိပ်စီနဲ့ခါနဲ့ကပုံမှန်ခွန်လို့ပုံဝင်ပုံတိထောက်တာเนาะဒါဒုတိယကံเนาะတတိယကံကဒီမှာရှိမယ်เนาะတတိယကံက23ချိန်24ချိန်မှာเนาะ23ချိန်နဲ့24ချိန်မှာ6ထိပ်5ထိပ်နှလုံးဆင်တာเนาะ6ထိပ်5ထိပ်နှလုံးဆင်တယ်အဲ့6 5ပေါင်းရင်း၄ဖြစ်တဲ့အတွက်သူ့ရှေ့နှစ်မှာရှေ့ပေါင်း၄လို့ရိုက်ပြီးကြမှာသူက6 5 နှစ်ချက်ဆင်းတာနော်အဲ့ဒီကိုငါရဲ့ထိပ်စီးနှလုံးဆင်းလာတဲ့အပေါ်ကထိတ်နှခါနဲ့ကဇောင်းပေါင်းကြီးကခွန်ပုံတွေထောက်ထားတယ်နော်ဟုတ်ပြီအဲ့ပထမကတ်ကိုသွားမယ်နော်ကျွန်တော်ဒီမှာကိုထိတ်ငါထိတ်23ညမှာကိုထိတ်24ညမှာငါထိတ်ကိုထိတ်ငါထိတ်နှလုံးဆင်းလိုက်တယ်အဲ့ကိုငါ၄ဖြစ်တဲ့အတွက်သူ့ရှေ့နှစ်မှာရှေ့ပေါင်း၄ခံထားတယ်နော်အဲ့ရှေ့ပေါင်း၄တွေကအလုံးလုံးမှာနော်ပြီးနော်အဲ့ဒီလေးခံထားတယ်ပြီးတော့ဒီမှာဇောင်းခွန်ထိုးထားတယ်အဲ့ဒီဇောင်းခွန်ထိုးတဲ့တွေ့တဲ့သူ့ရဲ့နောက်နှစ်နှစ်ဦးမင်္ဂလာကဏ္ဍမှာအဲ့ဒီခွန်ကြောင့် เนาะ9ရက်နှစ်ကခွန်ဖြစ်လို့အဲ့ဒီခွန်ကြောင့်သူ့ရဲ့နောက်နှစ်မင်္ဂလာကနေမှာခွန်ထိပ်စီးတက်ရိုက်တယ်เนาะခွန်ထိပ်စီးပုံတွေတက်ရိုက်တယ်ဒါခွန်3တက်เนาะခွန်3တက်ခွန်3တက်ခွန်ထိပ်စီးပုံတွေတက်ရိုက်တယ်အဲ့ဒီခွန်ထိပ်စီးကနေအောက်ကိုတစ်ချိန်နှစ်ချိန်ဆင်းလိုက်လို့ရှိရင်လည်းသူ့ဘေးမှာ break ကိုရှိတယ် break ကို break တက် break ကိုအဲဒါမှ break တက် break ကို break တက်နှစ်ချက်ဆောင်เนาะနှစ်ချက်ထောက်တာနှစ်ချက်ဆင်းထောက်တာเนาะဒါပရမကတ်ဒုတိယကံမှလည်းသူဒီတိုင်းပဲเนาะဒုတိယကံမှလည်းနှစ်နှစ်ပိတ်မှာလည်း6ထိပ်9ထိပ်နှစ်ချက်ဆင်းတဲ့အတွက်သူဇောင်းခွန်ထိုးထားတဲ့ပုံတွေเนาะဇောင်းကခွန်ပုံတွေထောက်ထားတယ် အဲ့ဒီခွန်ထောက်ထားတဲ့သူ့ရဲ့နောက်နှစ်မှာတဲ့နှုမင်္ဂလာကနေမှာအဲ့ခွန်ကြောင့်ခွန်ထိပ်စီးပုံတွေတက်ရိုက်တယ်တဲ့နော်အဲ့ခွန်ထိပ်စီးကပုံတွေတက်ရိုက်ပြီးရအဲ့ခွန်ထိပ်စီးကနေပြီးအောက်ကိုတပွဲနှစ်ပွဲဆင်းလိုက်သူ့ဘေးမှာ break ကို break တက်ကပုံသေးပဲထောက်တာနော် break ကိုနဲ့ break တင်နေကပုံသေးပဲထောက်တယ်နော်ဒါဒုတိယကတ်နော်တတိယကတ်လည်းဒီမှာကြည့်နော်တတိယကတ်ကဒီမှာရှိမှာ23ချိန်နဲ့24ချိန်မှာ၉ထိပ်နဲ့၅ထိပ်နဲ့ဆင်းချက်ဆင်းထောက်တာနော်အဲ့လိုထောက်လိုက်တဲ့အတွက်သူ့ ဒီဆောင်ခွန်ပုံသေးနော်ဒီခွန်ကလည်းပုံသေးပဲထိုးတာနော်အဲ့ဒီခွန်ကြောင်းနဲ့သူ့ရဲ့နောက်နှစ်မှာတဲ့သူကခွန်ထိပ်စီပုံသေးတက်ရိုက်ပေးရတယ်နော်ခွန်ထိပ်စီပုံသေးတက်ရိုက်ပေးရတယ်အဲ့ခွန်ထိပ်စီကနေပြီးအောက်ကိုတစ်ချိန်နှစ်ချိန်ဆင်းလာရင်သူ့ဘေးမှာ brake ကို brake တေဆိုတာပုံသေးရိုက်ပေးရနော် brake ကိုနဲ့ brake တေနဲ့ပုံသေးဆောင်းပုံသေးရိုက်ပေးရနော်ဟုတ်ပြီအဲ့ super market ပြန်သွားမယ်နော်အဲ့ဒီခွန်ထိပ်စီပုံသေးတက်ရိုက်တယ်အဲ့ခွန်ထိပ်စီရဲ့အောက်တစ်ပွဲနှစ်ပွဲဘေးမှာသူက အောက်တော့ဘက်နှစ်ဘက်ပြီးမှသူ brake ကို brake တစ်လို့ထောက်လိုက်တာနဲ့တပြိုင်နက်တည်းတဲ့အဲ့ဒီ brake တစ်တည်းသူ့ရဲ့တစ်နှစ်ကျော်အဲ့ဒီ brake တစ်ကြောင့် ID တစ်ကတစ်နှစ်ကျော်မှာအဲ့ဒီ brake တစ်ကတစ်နှစ်ကျော်6ကြိမ်မြောက်မှာတစ်ကြိမ်2ကြိမ်3ကြိမ်4ကြိမ်5ကြိမ်6ကြိမ်မြောက်မှာတစ် ID တစ်ကတစ်နောက်ပဲရမှာပုံနေနော်အဲ့ဒီ brake တစ်ကြောင့်သူ့ရဲ့တစ်နှစ်ကျော်မှာတစ်နောက်ပဲပုံသေးပိတ်တယ်အဲ့ဒီတစ်နောက်ပဲပိတ်တဲ့အချိန်မှာလည်းသူက၈နောက်9နောက် တင်အောင်ဆိုပြီးတော့ရှစ်ခုံတက်သုံးလုံးတန်းရမှာနော်ရှစ်ခေရှစ်နောက်ခုံနောက်တင်တော့နော်သုံးလုံးတန်းပေးရမှာနော်အဒုတိယကံမှလည်းသူဒီတိုင်းပဲနော်ကွန်ဒိစီပုံလေးတက်ရိုက်တယ်ရိုက်ပြီးရတယ်သူကအဲ့ကွန်ဒိစီရဲ့အောက်တစ်ပွဲနှစ်ပွဲပြီးမှဘရိတ်ကိုဘရိတ်တက်နော်ဘရိတ်တက်ထောက်တယ်အဲ့ဘရိတ်တက်တည်တယ်သူကနောက်တစ်နှစ်ကျော်မှာတဲ့တစ်နှစ်ကျော်6ကြိမ်မြောက်1 2 3 4 5 6ကြိမ်မြောက်မှာနော်6ကြိမ်မြောက်မှာဆိုအဲ့တက်ကတက်နောက်ပေးပြအဲ့တက်နောက်ပေးလိုက်တာနဲ့တဲ့သူက7နောက်ပေး9နောက်ပေး10နောက်ပေးဆိုပြီးရှစ်ခုံတက်သုံးလုံးတန်းနော် အခုတက်တရကံမှလည်းသူဒီတိုင်းပဲเนาะနှစ်ဦးမှာခွန်ထိပ်သီးလိုပုံလေးတက်ရိုက်လိုက်တယ်သူကခွန်ထိပ်သီးပုံလေးတက်ရိုက်တာနဲ့သူ့အောက်တပွဲနှစ်ပွဲဘေးမှာဘရိတ်ကိုဘရိတ်တက်ထောက်ပြီးအဲ့ဘရိတ်တက်တည်သူ့ရဲ့နောက်တစ်နှစ်ကျော်မှာတဲ့1 2 3 4 5 6ကြိမ်မြောက်မှာ6ကြိမ်မြောက်မှာအဲ့တက်ကတက်နောက်ပိတ်ပါတယ်တဲ့เนาะအဲ့တက်နောက်ပိတ်တဲ့အချိန်မှာလည်းပဲသူက6နောက်ပိတ်ခွန်နောက်ပိတ်တင်နောက်ပိတ်เนาะ6ခွန်တက်ဆိုရင်နောက်ပိတ်၃လုံးတန်းအောင်ပါเนาะ6ခွန်တက်ဆိုရင်နောက်ပိတ်၃လုံးတန်းလဲဟုတ်ပြီเนาะအဲ့ပထမကတ်ကိုသွားမယ် အပြမကောက်သွားမယ်ဆိုတော့သူကရှစ်ခုံတစ်ဆိုပြီးတော့ရှစ်ခုံတစ်လို့သုံးတန်းနေနောက်ပိတ်နော်အဲ့တန်းလိုက်တဲ့နှစ်ထဲမှာတဲ့ဒီကခွန်ထိပ်စီပုံတွေထောက်ထားတဲ့အတွက်ခွန်ထိပ်စီပုံတွေထောက်ထားတဲ့အတွက်အဲ့ရှစ်ခုံတစ်လို့ဒီရှစ်ခုံတစ်နောက်ပိတ်တန်းလိုက်တဲ့ထဲမှာခွန်ထိပ်စီပုံတွေထောက်ထားတာဖြစ်တဲ့အတွက်ခွန်ပရိကဏန်းတကွက်လိုက်ထွက်တဲ့395ပုံတွေနော်ကိုယ်တော့ကအာလိုက်ထွက်တယ်ခွန်ပရိကဏန်းနော်အဲ့ခွန်ပရိကဏန်းထွက်မှဖြစ်တဲ့တည်းတူကခွန်ခါရဲ့အောက်တပွဲကြောင့်မှာအဲ့ခွန်ပရိကဏန်းကို3ခုကလိုက်ထွက်ပေးရတာနော်အဲ့ကိုယ်တော့က ကိုယ်လုံးကလိုက်ထွက်ပေးရဒုတိယကပ်မှာလည်းသူဒီတိုင်းပဲเนาะရှစ်ခုံတက်လို့တန်လိုက်တာနဲ့တဲ့เนาะအဲ့တန်လိုက်တာနဲ့အဲ့နှစ်ထဲမှာသူကနှင်းဦးမင်္ဂလာကဏ္ဍမှာသူကွန်တိတ်ကြီးပုံတွေထောက်ထားတာဖြစ်တဲ့အတွက်เนาะအဲ့ရှစ်ခုံတက်တန်လိုက်တဲ့နှစ်ထဲမှာတဲ့အဲ့တင်းတင်းနောက်ပိတ်လိုက်တဲ့နှစ်ထဲမှာကွန်ဗရီကဏ္ဍ3ခု5ပတ်လေကအော်ဒူလိုက်ထွက်ပေးရတယ်เนาะ နော်မတင်နောက်ပေးလိုက်တဲ့နေထဲမှာနော်တင်နောက်ပေးလိုက်တဲ့နေထဲမှာ395ဆိုတဲ့ကဏ္ဍခွန်ခွန်ပရိကဏ္ဍခွန်ထိပ်စည်းပုံတိထောက်ထားတဲ့အတွက်ခွန်ပရိကဏ္ဍ395ကပုံတိလိုက်ထွက်ပေးရတယ်နော်အဲ့ကောင်ထွက်တော့မယ်ဆိုရင်လည်းပဲသူကခွန်ပရိကဏ္ဍဖြစ်တဲ့အတွက်ခွန်ခါရဲ့အောက်တပွဲကျော်မှာပဲထွက်ပေးရတယ်နော်ဒါဆိုရင်ဥတတရကတတရကမှလည်းသူဒီတိုင်းပဲနော်ရှစ်ခွန်တက်လို့သူကတန်းလိုက်တာနဲ့နော်ရှစ်ခွန်တက်လို့တန်းလိုက်တာနဲ့အဲ့ဒီတက်ပိတ်ထားတဲ့နေထဲမှာနော်ရှင်းနောက်ပေးခွန်နောက်ပေး3နောက်တက်နောက်ပေးရှစ်ခွန်တက်နောက်ပေး3လုံးတန်းတာအဲ့လိုတန်းလိုက်တဲ့နေထဲမှာ နှုံးမင်္ဂလာကဏ္ဍမှာခွန်ဒိတ်စီပုံတွေထောက်ထားတာဖြစ်တဲ့အတွက်အဲ့နှစ်ထဲမှာအဲ့တင်းနောက်ပိတ်တဲ့နှစ်ထဲမှာပရိခွန်ကဏ္ဍ3ကို5ဆိုတဲ့ကဏ္ဍလိုက်ထွက်ပေးရတယ်ပုံတွေနော်သူထွက်တော့မယ်ဆိုရင်ခွန်ပရိကဏ္ဍဖြစ်တဲ့အတွက်ခွန်ခါရဲ့အောက်တပွဲကျော်မှာပဲသူကထွက်ပေးရတယ်နော်ခွန်ခါရဲ့အောက်တပွဲကျော်မှာထွက်ပေးရဟုတ်ပြီအဲ့ဒါဆိုရင်ဒီဘက်နှစ်ကိုဘာလုပ်မလဲကြည့်မယ်နော်အဲ့တော့သူကအဲ့ဒီခွန်ဒိတ်ခွန်ခါရဲ့အောက်တပွဲကျော်မှာတဲ့ခွန်ပရိကဏ္ဍ3ကို5ပုံတွေရိုက်ပြီးတော့ဒီဘက်နှစ်ထဲကိုသူကဒီနှစ်ထဲမှာကစားထားတာတွေအများကြီးပဲနော် ကစားထားတဲ့စနစ်တွေအများကြီးရှိတယ်အဲ့ထက်ကမှကျွန်တော်လူရင်းကိုပဲသွားမယ်เนาะကျွန်တော်တို့ဂူးရောက်ကက်ကိုသွားမယ်အဲ့လိုကြပြီးကြနေတဲ့သူကအဲ့မှာလေးနောက်ပိတ်လေးခါထိုင်မယ်တဲ့เนาะလေးခါထိုင်တယ်အဲ့လေးခါရဲ့အောက်တပွဲကျော်မှာသူကဂွာလေးရိုက်တယ်ဂွာလေးရိုက်ပြီးကြနေတပြိုင်နက်တည်းတည်းသူကဒီ22ကြိမ်ကဏန်းကိုကျွန်တော်တို့ဖမ်းမှာเนาะ22ကြိမ်ကဏန်းကိုဖမ်းမှာ22ကြိမ်ကဏန်းကိုဖမ်းမယ်เนาะဘာလို့ဆိုတော့6 5ထောက်ထားတယ်23ကြိမ်24ကြိမ်မှာ6ထိတ်5ထိတ်ဆင့်ထောက်ထားတယ်ဇောင်းခွန်ဖြတ်ထားတယ်เนาะအဲ့ဒီခွန်ကြောင့်နှစ်ဦးမှာခွန်ထိတ်တက်ရိုက်တယ်ခွန်ထိတ်တက်ရိုက်ပြီးကြနေတဲ့သူက ခွန်ပရိကဏခွန်3 9 5ဆိုတဲ့ကဏကစားပြီးတော့ဒီဒီကောင်းကနေပြီးတနှစ်နှစ်နှစ်3နှစ်4နှစ်5နှစ်သွားလိုက်ဒီ6နှစ်ပေါ့နော်ဒီကိုရိတ်ကြီးကနေပြီးတော့တနှစ်နှစ်နှစ်3နှစ်4နှစ်5နှစ်6နှစ်သွားလိုက်ဒီကဏကိုကျွန်တော်တို့ဖမ်းမှာနော်ဒီကဏဖမ်းမှာနော်သူမကြခင်မှာသူ့ရဲ့အပေါ်တပင်းနှစ်ပင်းညမှာတဲကွာဖွာထားတယ်သူ့ရဲ့အပေါ်တပင်းညမှာ၄ခါပုံတွေထိုင်ထားတယ်နော်အဲ့ဒီ၄ခါဒီတခြားကြောင့်မဟုတ်ဘူးဒီကို၅၄နော်ကို၅၄ဖြစ်တယ်ရှေးပေါင်း၄ထောက်ထားတယ်အဲ့ဒီ၄ခါပုံတွေထိုင်ပြီးတာဒီမှာနော်နော်အဲ့ဒုတိယကံမှာလည်းသူဒီတိုင်းပဲနော် ဒီကိုငါနောက်တွဲကိုငါကိုထိတ်ငါထိတ်နှစ်ပွဲဆင့်ကြတဲ့ကောင်းရဲ့တစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်လေးကြိမ်ငါးကြိမ်၆ကြိမ်၆နှစ်သွားလိုက်နော်၆နှစ်သွားလိုက်လို့ရှင်သူဒီကနန်းကိုကျွန်တော်တို့ကဖမ်းမှာနော်အဲ့ကောင်ကစားဖို့အတွက်ကိုသူ့ရဲ့အပေါ်တပွဲကျော်တပွဲနှစ်ပွဲကျော်မှာဒဲကွာခွာထားရမယ်နော်သူ့ရဲ့အပေါ်တပွဲလေးခါပုံနေထိုင်ထားမယ်၁၈ကြိမ်မှာနော်၁၈ကြိမ်မှာလေးခါပုံနေထိုင်ထားမယ်သူ့အောက်တပွဲကျော်မှာဒဲကွာခွာမယ်ခွာပြီးတော့မှဒီကျွန်တော်၂၂ကြိမ်ကနန်းကိုဖမ်းမှာနော် 22ကျင်းကဏ္ဍဖမ်းမှာအဲ့ဒီ၄ခါပုံပြီးထိုင်တဲ့ကောင်ကြီးလည်းတခြားမဟုတ်ဘူးเนาะခုန၉ထောက်ထားတဲ့ကောင်က၄ဖြစ်လို့เนาะအဲ့ဒီ၄ရှေးပေါင်း၄ဖြစ်ထားတယ်အဲ့ဒီ၄ကိုဒီမှာလာပြီး၄ခါထိုင်ရတာเนาะဟုတ်ပြီဒါဆိုရင်တတိယကတ်တတိယကတ်လည်းပဲသူဒီတိုင်းမယ်เนาะဒီ၉၅ထောက်ထားတဲ့ကောင်ကကျွန်တော်တို့ဒီချိန်၂ချိန်၃ချိန်၄ချိန်၅ချိန်၆ချိန်၆နှစ်เนาะဒီဒီကဏ္ဍကိုဖမ်းမှာ22ကျင်းထွက်တဲ့ကဏ္ဍကိုကျွန်တော်တို့ဖမ်းမယ်เนาะအဲ့ကောင်ကြားဖို့တော့ကိုယ်ပဲတနည်းနည်းနည်း၃နှစ်၄နှစ်ဒီချိန်နှစ်ချိန်သုံးချိန်လေးချိန်ငါးချိန်ဒီမှာလေးခါပုံတွေထောက်ထားမယ်တဲ့နော်သူ့ရဲ့အောက်တပွဲကျော်မှာတဲခွားခွာတာ နော်လေးခွာရဲ့အောက်တဝဲမှာတဲခွာခွာတာမပြည့်မ22ကျင်းကိုဖမ်းမှာနော်အဲ့လေးခါပုံသေးသည်တခြားမုံနော်ခုနကကိုးငါထောက်ထားတဲ့ကောင်ကလေးဖြစ်လို့ခြေပေါင်းလေးခံထားတယ်ကိုးငါထောက်ထားတယ်အဲ့လေးကြောင့်ဒီမှာကျွန်တော်လေးခါကိုပုံသေးတဲ့ရိုက်ပေးရတာနော်ပြီးရတယ်ဒီမှာ22ကျင်းကနန်းကိုဖမ်းမှာနော်ဟုတ်ပြီအဲ့ဒါဆိုရင်နဲ့ဒီမှာပထမကတ်ကိုပြန်သွားမယ်နော်ဒီကိုးငါထောက်ထားတဲ့ကောင်ကနေတဲ့သူကကိုးငါထောက်ထားတဲ့ကောင်ကနေပြီးတော့ဒီမှာတစ်နှစ်နှစ်နှစ်ဒီကိုငါထောက်ထားတဲ့ကောင်ရဲ့ဘေးကတစ်နှစ်နှစ်နှစ်သုံးနှစ်လေးနှစ်ငါးနှစ်၆နှစ်သွားလိုက်၆နှစ်သွားလိုက်လို့ဒီမှာထွက်တဲ့ကဏန်းတည်ကြီးတဲ့ အဲ့ဒီကိုငါထောက်ထားတဲ့နှစ်ထဲရကဏန်းမှာတဲ့နော်ကိုငါထောက်ထားတဲ့နှစ်ထဲရကဏန်းတကွက်ကပြန်ထွက်ပေးရတာပါတဲ့နော်ဟုတ်ပြီအဲ့ဒီကိုငါထောက်ထားတဲ့ကဏန်းနှစ်ထဲရကဏန်းတကွက်နော်သူကငါနောက်ငါထိပ်စီရဲ့အောက်ကကဏန်းမယ်ပြန်ထွက်ပေးတာဒီမှာနှစ်နှစ်ပိတ်မှာကိုငါကိုထိပ်ငါထိပ်နော်ကိုထိပ်ငါထိပ်နှစ်ပွဲဆင့်ထားတဲ့အတွက်ဒီမှာငါထိပ်ထွက်ရင်စခံတာဖြစ်တဲ့အတွက်အဲ့ထွက်တဲ့ကဏန်းဒီငါထိပ်စီရဲ့အောက်ကကဏန်းပြန်ထွက်ရမှာနော်ဒီမှာလာပြီး22ကြိမ်လာထွက်ရမှာ အဲ့တော့ခုဒုတိယကံမှာလည်းသူဒီတိုင်းပဲနော်ကိုငါထောက်ထားတယ်နော်ကိုငါထောက်ထားတယ်ကိုထိတ်ငါထိတ်နော်နှစ်ချက်ထောက်ထားတယ်လေးဖြစ်တဲ့အတွက်ရှေးပေါင်းလေးခံထားတယ်နော်အဲ့ဒီကောင်ကနေပြီးတော့မှာရဲသူတန်ချိန်နှစ်နှစ်သုံးနှစ်တနှစ်နှစ်နှစ်သုံးနှစ်လေးနှစ်ငါးနှစ်၆နှစ်မြောက်မှာလားထွက်မဲ့ကဏ္ဍဒီကဏ္ဍဒီတဲ့နော်၆နှစ်မြောက်ထွက်မဲ့ကဏ္ဍဒီလေးလေးသုံးဆိုတဲ့ကဏ္ဍအဲ့ကဏ္ဍဒီတဲ့အဲ့ကိုငါထောက်ထားတဲ့နှစ်ထဲကကဏ္ဍမှာအားတယ်နော်ကိုငါထောက်ထားတဲ့နှစ်ထဲကကဏ္ဍနော်ဒီမှာနှစ်ချိန်လောက်ရှိတယ်သူကနော်ဒီမှာလက်ထွက်တယ်ဒီမှာလက်ထွက်တယ်နော်အဲ့ကိုငါထောက်ထားတဲ့နှစ်ထဲကကဏ္ဍ ဒီကဏ္ဍပေါ့နော်ဒီကဏ္ဍကိုယူစားတယ်နော်ပြန်ပြီးတော့အဲ့ကဏ္ဍဒီမှာလာပြီးတော့22ချိန်မှာလာထွက်ပေးရတာနော်22ချိန်မှာလာထွက်ပေးရဟုတ်ပြီဒါဆိုခုတတိယကတတိယကမှာဒီမှာ23ချိန်နဲ့24ချိန်မှာ6ထိန်5ထိန်နဲ့ဆင့်ထောက်ထားတယ်နော်အဲ့ထောက်ထားတဲ့အတွက်အဲ့ကောင်ကနေပြီးတော့1 2 3 4 5 6နှစ်သွားလိုက်6နှစ်သွားလိုက်ဒီ22ချိန်မှာထွက်မဲ့ကဏ္ဍဒီ22ချိန်မှာထွက်မဲ့ကဏ္ဍဒီအဲ့ဒီ6 5ထောက်ထားတဲ့နှစ်ထဲကကဏ္ဍမှာတဲ့နော်အဲ့ဒီကဏ္ဍဒီသူက9ထိန်ကြီးအောက်ကကဏ္ဍဖြစ်ရမယ်နော် ူကဒီမှာ trading စတဲ့တည်းက6ထိပ်5ထိပ်နဲ့တဲထားတာဖြစ်တဲ့အတွက်5ထိပ်စီအောက်ကကဏ္ဍဆိုရင်ဒီမှာ5ထိပ်ရှိတယ်အဲ့ဒီကဏ္ဍနော်ဒီမှာတစ်ခွက်ရှိမယ်ဒီကဏ္ဍတစ်ခွက်ရှိမယ်နောက်5ထိပ်စီရဲ့အောက်ကကဏ္ဍဆိုလို့ရှိရင်ဒီမှာတစ်ခွက်ရှိမယ်နှစ်ခွက်နော်နောက်တစ်ခါ5ထိပ်စီကဘယ်မှာရှိအောင်မလဲဆိုတော့ဒီမှာတစ်ခါရှိမယ်5ထိပ်စီနော်ဒီမှာ5ထိပ်စီတစ်ခါရှိမယ်အဲ့အောက်ကကဏ္ဍတစ်ခွက် ဒီတကွက်ပေါ့နော်မသုံးကွက်ရှိတယ်နော်အဲ့ထက်ဘဲကွက်လဲဆိုတော့ပြန်ယူပြရမယ်နော်ပြီးအဲ့မှာငါးထည်စီကမရှိတော့ဘူးနော်အဲ့နှစ်ထဲမှာအဲ့နှစ်ထဲမှာငါးထည်စီကဒီမှာတစ်ကြိမ်ရှိမယ်သူ့အောက်ကကဏ္ဍ၄၆တဲ့နော်နောက်တစ်ကြိမ်ငါးထည်စီကြည့်မယ်ငါးထည်စီဒီမှာတစ်ကြိမ်ရှိတယ်သူ့အောက်ကကဏ္ဍ၅၃နော်နောက်တစ်ခါငါးထည်စီကဒီမှာတစ်ကြိမ်ရှိတယ်နော်သူ့အောက်ကကဏ္ဍ၉၂လေးနော်ဒီသုံးကွက်နော်အဲ့ထက်ကမှဘဲကွက်ဖြစ်မလဲဆိုတာကိုရွေးကြည့်ပေးမယ်နော်ဟုတ်ကဲ့ကြည့်အောင်နော်ပထမကတ်ကိုပြန်သွားမယ်နော် အဲ့တော့ဒီမှာကိုးငါးထောက်ထားတဲ့နှစ်ထည့်ကိုးထိတ်ငါးထိတ်နှစ်ပိတ်မှာနော်23ညနဲ့24ညမှာကိုးထိတ်ငါးထိတ်လို့ထောက်လိုက်တာနဲ့တဲ့သူ့ရဲ့အောက်တစ်ပွဲနှစ်ပွဲသူ့ရဲ့ဘေးနှစ်ကနေရီလိုက်ပေါ့တနည်းနည်းနဲ့သုံးနှစ်လေးနှစ်ငါးနှစ်6နှစ်မှထွက်တဲ့ကဏ္ဍဒီကဏ္ဍန်ဒီတဲ့အဲ့ဒီကိုးငါးထောက်ထားတဲ့နှစ်ထည့်ကကဏ္ဍမှာအားတဲ့အဲ့ကဏ္ဍဘယ်ကဏ္ဍဖြစ်ရမလဲဆိုငါးထိတ်စီရဲ့အောက်ကကဏ္ဍဖြစ်ရမယ်တဲ့နော်အဲ့ငါးထိတ်စီကဒီဘော်ဒီမှာလည်းငါးထိတ်စီရှိတာပဲပေါ့နော်ဒါပေမဲ့ဘယ်ငါးထိတ်စီလဲဆိုတော့ तू က ဒီ95လေးဖြစ်တယ်တဲ့နော်95ထောက်ထားတဲ့ကောင်က95ပေါင်ရင်လေးဖြစ်တယ်အဲ့လေးကရှေးပေါင်းလေးလိုခံထားတဲ့အတွက်အဲ့နှစ်ထဲမှာတဲ့လေးနောက်ပိတ်တဲ့ကနေဒီမှာလေးနောက်ပိတ်နော်အဲ့နှစ်ထဲမှာလေးနောက်ပိတ်တယ်အဲ့လေးနောက်ပိတ်ကဇောင်းမှာမှာ9ထိပ်ဖြစ်ရမှာနော်အဲ့လေးနောက်ပိတ်ကဇောင်းမှာ9ထိပ်ဖြစ်ရမှာအဲ့ကနန်းအဲ့9ထိပ်ကအောက်ကကနန်းဒီကနန်းကဒီမှာလားထွက်ပေးရတယ်နော်အဲ့ကောင်ထွက်တော့မယ်ဆိုရင်လည်းပဲ तू က1လေးခုံကိုတဲ့တလေးခုံကိုနောက်ကနေပြန်ယူလိုက်ခုံလေးတစ်ဆိုပြီးတော့เนาะတလေးခုံကိုနောက်ကနေပြန်ယူခုံလေးတစ်ဆိုပြီးတော့လာထွက်ပေးရဒီမှာเนาะ ဒုတိယကံမှာလည်းအဲ့တိုင်းပဲနော်၉ထိပ်၅ထိပ်ခံထားတဲ့ကောင်လည်း၆နှစ်သွားလိုက်ဘေးကို၆နှစ်လောက်သွား၂၂ချိန်မှာထွက်မဲ့ကဏ္ဍဒီတဲ့အဲ့၉၅ထောက်ထားတဲ့နှစ်ထရကဏ္ဍမှာတဲ့၉၅ထောက်ထားတဲ့နှစ်ထရကဏ္ဍဒီမှာ၉၅က၄ဖြစ်တယ်ရှေးပိုင်းက၄ဖြစ်တယ်အဲ့၄ဖြစ်တဲ့တော့အဲ့နှစ်ထဲမှာ၄နောက်ပိတာကိုကျွန်တော်တို့ကြည့်မှာဒီမှာ၄နောက်ပိတယ်၅ထိပ်မဖြစ်ဘူးဒီမှာ၄နောက်ပိပြီနော်ဒီမှာ၄နောက်ပိလိုက်တာနဲ့တဲ့သူကအဲ့၄နောက်ပိကစောင်းမှာမှ၅ထိပ်ဖြစ်ရမှာနော်အဲ့၅ထိပ်ကအောက်ကကဏ္ဍ၃၄၄အဲ့၃၄၄ဆိုတဲ့ကဏ္ဍကမှနောက်ကနေပြန်ယူ၄၄၃ဆိုပြီးတော့ ဒီမှာလာပြီးတော့22ကြိမ်မှာလာထွက်ပေးရတယ်နော်ဟုတ်ပြီဒါဆိုခုတတိယကတတိယကမှာလည်းဒီ9နောက်9ထိပ်9ထိပ်ဖြစ်တဲ့ကောင်6နှစ်မြောက်သွားပြီးတော့ဒီ22ကြိမ်မှာထွက်မဲ့ကဏ္ဍဒီကဏ္ဍနော်ဒီ22ကြိမ်မှာထွက်မဲ့ကဏ္ဍဒီအဲ့ဒီ9ကပေါင်းရင်း4ဖြစ်တဲ့အတွဲအဲ့8ပေါင်း4အဲ့8ပေါင်း4ကြောင့်အဲ့ဒီထက်မှာ4နောက်ပိတ်တဲ့ကဏ္ဍဒီမှာတစ်ချက်ရှိတယ်အဲ့8နောက်ပိတ်ကစောင်းမှာ9ထိပ်လို့တက်ရရမှာအဲ့8နောက်ပိတ်ကစောင်းမှာထွက်တဲ့9ထိပ်အဲ့အောက်ကကဏ္ဍဒီကဏ္ဍက6 2 4ဆိုတဲ့ကဏ္ဍက ပုံနှစ်လေးဆိုတဲ့ကဏ္ဍနော်အဲ့ကဏ္ဍကို၄နှစ်ကိုလို့ပြန်ထွက်ပေးရမှာနော်သူက၄နှစ်ကိုဆိုတဲ့ကဏ္ဍနော်၄နှစ်ကိုနော်တကယ်လို့ဟိုအပြင်အာထိုးပေါ့ဗျာနော်စိတ်မချရင်၄နှစ်ကိုအာထိုးလိုက်နော်အာထိုးလိုက်အဲ့ထဲမှာသူကငါးနောက်ပိတ်ကဒီငါးနောက်ပိတ်မှာကြတော့၄၄နောက်ပိတ်ခံမထားဘူးဒီငါးထိပ်အောက်ကကဏ္ဍကြတော့၄ထိပ်ခံမထားဘူးနော်၄နောက်ပိတ်ခံမထားဘူးနော်ဒီမှာလည်းပဲသူကဒီ၄တိချောင်း၅ထိပ်အောက်ကကဏ္ဍဒီကဏ္ဍဒါပေမဲ့၄နောက်ပိတ်ကထောက်မထားဘူးနော်၄နောက်ပိတ်ထောက်မထားဘူးနော်ဒါပေမဲ့သူက လုံအောင်ထိုးကျင်တော့၄၆တစ်ကို၁၆လေးလို့ပြန်ထိုး၅ခုံ၃ကို၃ခုံ၅ကို၅ခုံ၃ဆိုပြီးတော့ပြန်ထိုး၄နှစ်ကို၉ကိုနှစ်လေးကို၄နှစ်ကိုလို့ပြန်ထိုးနော်အဲ့တော့လေးနှစ်ကိုအာပေါ့နော်လေးနှစ်ကိုအာသူက9ခွန်3ပေါ့နော်ဒီကောင်က3ခွန်5ကို3ခွန်5ကိုနောက်ကနေပြန်ယူ9ခွန်3ပေါ့နော်9ခွန်3 9ခွန်3နော်ဒီကောင် နောက်ဒီကောင်က164เนาะဒီကောင်ကဒီ9နောက်ဘက်ကအောက်ကကောင်က461ကိုနောက်ကနေပြန်ယူရင်164ဆိုတဲ့ကဏ္ဍပေါ့เนาะ164ပေါ့เนาะအဲ့တော့သုံးခွစလုံးထိုးရင်လည်းထိုးပေါ့ဗျာစိတ်ချအောင်เนาะ62ကိုရ903ရ164ရเนาะသူကတော့သူ threat စနစ်အတိုင်းဆိုလို့ရှိရင်သူက624ကိုနောက်ကနေပြန်ယူ62ကိုအဲ့လိုထွက်ရမှာเนาะ305ကိုနောက်ကနေပြန်ယူ903เนาะဒီသုံးခွစလုံးထိုးလိုက်ပေါ့ဗျာเนาะ တဲ့တဲ့ထိုးရမှာပဲလေးနှစ်ကိုငါးခွန်သုံးရဲ့နော်တစ်ချောက်လေးရဲ့နော်ဟုတ်ကဲ့အားလုံးပဲကိုလိုက်နော်ကံကောင်းကြပါစီဗျာနော်